ကျွန်တော်လက်ရှိမှာတော့တချက်တော်မြင့်ခိုင်နေနေဆိုလို့ရှိရင်အဲ့လိုပညာပေးဇာလန်းပေါ့နော်ပညာပေးဆိုတဲ့ຢာကြီးကဘယ်သူမှဆိုကိုယ်လာပညာပေးတာပညာလာပြရတယ်ဆိုဘယ်သူမှဆိုတိတ်မကြိုက်ကြတဲ့အတိုင်းတာရှိတယ်လေဒါကြီးကိုကျွန်တော်တို့ကပြင်ကျမ်းမာရေးအသိပညာပေးလို့ပါဆိုတိတ်ပညာလူတွေကကျမ်းမာရေးဆိုတာနဲ့ဟင်ငါတို့ကနေကောင်းနေတာပေါ့နော်ဘာတွေလာကျမ်းမာရေးပေးမှာလဲတကယ်နေမကောင်းတဲ့လူကြတယ်ငါတို့မှမှနေမကောင်းရတဲ့ကြားတယ်နေဟာတွေငါတို့နားမထောင်ကြဘူးဆိုတာမျိုးလည်းရှိတတ်တာဟုတ်ကိုခံစားရတဲ့ຢာကိုဇာလန်းတစ်ခုအနေနဲ့ပြန်ပြောင်းပလိုက်တယ် အာကျွန်တော်အဖေဆုံးအဖေကအဖေဆုံးပြီးတဲ့နောက်မှာဆိုလို့ရှိရင်လည်းဒီအဖြစ်ပြက်လေးကိုကျွန်တော်ပညာပေးဇာတ်လမ်းလေးဖြစ်ပြန်ဖန်တီးလိုက်တယ်အဲ့တော့လူစွာငွေရှင်ငွေနဲ့ဖြစ်စင်းတယ်အော်တရားရှိရလို့တရားနဲ့ဖြစ်စင်းတယ်ကျွန်တော်ကျရင်းနှီးမှာအမှုပညာရှိရောအမှုပညာနဲ့ဒီဟာလေးကိုခံစားနေရတဲ့ခံစားချက်ကလေးတွေကိုပုံစံပြောင်းပြောင်းပြစ်တာပေါ့အော်တခုခုဆိုကိုယ့်ကိုဥမာထားပါတော့ဖိနှိပ်တာတွေစော်ကားတာတွေထိုးနှက်တာတွေဆိုလဲအမှုပညာနဲ့ပုံစံပြောင်းလိုက်တော့ကိုယ်ဉာဏ်ထဲမှာဘလို့ငြင်းချမ်းတာပေါ့ဘလို့ပြူတော်မနေဘူး thank you ဇလန်းလေးကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်အပြင်လက်တွေ့မှာလည်းကျွန်တော်တို့ဒါအဖြစ်များတယ်ပေါ့နော် main clip တွေပျောက်ပျောက်နေတဲ့အကြောင်းအရာလေးဒါလေးကိုအခြေခံထားတယ်အာအဲ့ဒီကဇလန်းလေးလည်းကောင်းလို့ရလက်ခံပြတာဖြစ်သလိုကိုယ့်ရဲ့ကိုလိုရမယ့်အတိုင်းဒါလည်းကျွန်တော်ဒီဘက်ချမ်းပါဆိုလို့ရှိရင်ကျွန်တော်တူရဲဟုတ်ပေါ့နော်တူရဲဟုတ် character လေးဆိုတော့ကိုတက် challenge လေးဖြစ်တာနဲ့လက်ခံပြတာပြောလို့ရတာပေါ့အခုပဲကျွန်တော်တို့ဟိုတလောလေးကလည်းဟိုကိုရင်းကြီးရဲ့အတိုင်းဝိုင်းနဲ့ရပဲအတိမြန်မာလေးတယောက်ပျောက်တယ် ဖျောက်တယ်ဆိုတော့တော်တော်လေးကြာမှပြန်ဆက်သွယ်ရတယ်သူ့မိဟိုဆေးရုံတက်ရပြီဆိုလားဆုံးပြီဆိုလားမဲ့အဲ့လိုသတင်းတင်လိုက်တော့မှပေါ်လာတာပြန်ဆက်သွယ်လာတာဗောနော်အဲ့လိုလေးဆိုတော့တော်တော်များများလဲဒီလက်ရှိမှာပျောက်ကြတယ်မင်းကလေးတွေကတော့အဓိကဗောနော်ကလေးတွေရောရောတော်လေးတွေပျောက်ကြတဲ့အတိုင်းတာမှာအခုဇလန်လေးကဟိုခင့်နဲ့အဝင်ကညာဖြစ်တယ်လို့ပြောလို့ရတာဗောနော်အဲဒါလေးတွေကျွန်တော်တို့ကိုတက်နိုင်တဲ့အတိုင်းတာဗောနော်ခုနကပြောသလိုကျွန်တော်တို့အနုပညာ လုံနေသူတယောက်အနေနဲ့ကတော့အရာအလုံးကျွန်တော်အနုပညာနဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ပဲပေါ့နော်ဥမာလှူစရာရှိတယ်ငလင်ပေးရေးပေးဆိုလို့ရှိရင်လည်းဒါအနုပညာဆိုတဲ့ခေါင်းစဉ်နဲ့ဖြောပေပွဲတွေလုပ်ခဲ့ကြရတယ်ကျွန်တော်တို့လည်းပူးပေါင်းခဲ့ကြရတယ်အခုအသိပညာပေးစရာရှိရင်လည်းအနုပညာဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့သွားကြတာပေါ့နော်အဲ့တော့ဒါမျိုးလေးကပို့ပြီးတော့ဟိုဘယ်လိုပြောမလဲ entertainment ဆိုတာတက်ပို့တယ်ပေါ့ entertainment လည်းဖြစ်တယ်ဒါပရိသတ်ကိုလည်းတကယ်ကိုအသိပညာပေးတဲ့ဇာတ်လမ်းလေးဖြစ်တဲ့အတွက်လည်းခံပြတယ်ဟုတ်ကောင်းပါတယ်ကိုရဲတစ္ဆာတို့နဲ့ဒီကားမှာဆုံးလဲဆိုပေမဲ့ဟို အခုအလုပ်ကြည့်ရတိုင်းတာမှာဘာတွေသိရလဲဆိုတော့အလွတ်လွတ်လပ်လပ်ပုတ်ပုတ်ပါပါရှိတယ်အာဘာမဆိုပြောပြီးတော့တိုင်မင်လို့ရတယ်ကိုယ့်ရဲ့အမြင်သူ့အမြင်လေးရဲ့အလိုဆွေးနွေးတာလေးလည်းအမြင်လက်ခံပါတယ်ရောလေးတွေကြိုက်တယ်ကျွန်တော်လက်ရှိမှာတော့တီချာတော်မြင့်ခိုင်နေနေဆိုလို့ရှိရင်အလိုပညာပေးဇာတ်လမ်းပေါ့နော်ပညာပေးဆိုတဲ့အရာကြီးကဘာသူမဆိုကိုယ့်လာပညာပေးတာပညာလာပြတယ်ဆိုဘာသူမဆိုတိတ်မကြိုက်ကြတဲ့အတိုင်းတာရှိတယ်လေဒါကြီးကိုကျွန်တော်တို့ကပြင်ကျမ်းမာရေးအသိပညာပေးလို့ပါဆိုတိတ်ပညာလူတွေကကျမ်းမာရေးဆိုတာ ਨੇ ဟင်ငါတို့ကနေကောင်းနေတာပေါ့နော်ဘာဒီလာကျမ်းမာရေးပေးมาလဲတကယ်နေမကောင်းတဲ့လူကြလဲငါတို့မှမနေမကောင်းရတဲ့ကြားတယ်နေဟာရင်ငါတို့နားမထောင်ကြဘူးဆိုတာမျိုးလဲရှိတတ်တာဦးအဲ့တော့ဒါလေးကိုကျွန်တော်တို့အနုပညာလေးနဲ့အာဖန်တီးပေါင်းဆက်ပြီးတော့ပြိသက်ထဲကိုရအောင်ပြရတာဆိုကျွန်တော်တို့ရဲ့ဟိုဘယ်လိုပြောမလဲအာလောက်ရတဲ့ goal တစ်ခုပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးတော့ဖန်တီးဖြစ်ပါတယ်အဲ့လိုကျမ်းမာရေးအသိပညာပေးလေးတွေရော အဲတခြားသောဆိုင်ရာအသိပညာပေးလေးတွေအနုပညာလေးတွေမကြာခဏဆုပ်ဆိုလို့ဖန်တီးပြပါတယ်ကိုယ်တည်းမှာဟိုရှိတာကျွန်တော်အဲ့လိုလေအာဘယ်လိုပြောပြချင်တာလူတွေပြောပြရင်အဲ့ဟိုတစ်ခါလေးဆိုလို့ရှိရင်ပတ်ဝန်းကျင်အဓိကတော့အမေနဲ့ပဲနေရဆိုအမေကိုလည်းတစ်ခါလေးပြောပြပြတယ်တချို့ຢာတွေပေါ့နော်အမေကလို့စိတ်ပူတတ်တယ်တခုခုဆိုလို့ရှိရင်အဆင်မပြေမှာအလုပ်တခုအဆင်မပြေမှာအရင်ဆိုရင်တတ်တယ်အဲ့တော့ကျွန်တော်ပြောပြတာအာတချို့ຢာတွေကကိုယ်နဲ့မဆိုင်ခေါင်းထဲမှာအပူအနေနဲ့ထည့်မထားနဲ့ ျွန်တော်ဘယ်လိုပြောရဆိုတခါလေးကျကျွန်တော်ပြောချင်တဲ့တခါကျွန်တော်ဇလန်းတွေကိုထက်ထည့်ရေးတယ်အခုအရှိကိုလျှောက်ပါလို့မှာဆိုလို့ရှိရင်ဒါအဲ့ဒီအိဆာတရားဆိုင်ကြီးရဲ့ဟိုဘာလို့ဘိုးတော်ပေါ့နော်တကယ်ကျွန်တော်စတည်တဲ့အချိန်မှာဖုန်ကြီးဖုန်ကြီးကစံစံမရတဲ့အခါမှာကျွန်တော်ဘိုးတော်ပြောင်းလိုက်အဲ့ဘိုးတော်ပြောတဲ့ဇကားတွေကကျွန်တော်ပြောချင်တဲ့ဇကားတွေပေါ့ဘာလို့လဲဆိုလူတွေကကျွန်တော်ဈေးသွားရတယ်ပဲထားအမေတို့ကဒါအိမ်ထောင်ရှင်တွေအမျိုးသမီးတွေဖြစ်တဲ့အခါမှာကျွန်တော်တို့ကဈေးသွားတာနဲ့ပဲဥပမာပေးရတာဈေးသွားတဲ့အခါမှာကိုတွေ့တာတိုင်းမဟုတ်အိတ်ထဲကိုကောက်မထည့်ဘူး လက်လာမလက်လာကြည်သေးတယ်ဟိုဘယ်လိုပြောမလဲကိုတက်အကောင်းဆုံးဖြစ်မဲ့အရာဆိုတော့ပဲရွေးချယ်တယ်ပင်အိမ်အောင်ဒီတိုင်းစားလာမစားဘူးတန့်စင်တယ်အာဟာရရှိအောင်လုပ်တယ်အရသာရှိအောင်လုပ်ပြီးမှစိတ်ထဲကိုထည့်တယ်အဲ့လိုပဲပေါ့ကျွန်တော်တို့နေတတူကတွေ့တဲ့အရာအလုံးခေါင်းနဲ့ထည့်စရာမလိုဘူးကိုတက်ကောင်းမယ်ဆိုတဲ့အရာပဲရွေးပြီးတော့ထည့်တဲ့တယ်ထည့်တဲ့အခါမှာလည်းခုနကပြောသလိုပဲပုံစံလေးပြောင်းပြီးတော့မှထည့်တဲ့တယ်ဒါမှကိုကကျမ်းပါမှာလေမဟုတ်လို့ရှိရင်ကျွန်တော်တို့ဈေးထဲမှာတွေ့ကြရတွေကောက်တိန်ကြုံထဲတော့အပုပ်ကြီးတွေလည်းပါလာမယ်ဒါကြီးကထားတဲ့အခါမှာ ရောထိုင်ပါဖြစ်မှာကောင်းတဲ့ဟွာပျောက်ဆုံးသွားမှာလေ။အော်လူကြီးကလည်းမကြမ်းပါဖြစ်လာဘူး။အဲအဲ့ဒီသဘောတရားလေးအဲ့လိုလေးပါပဲကျွန်တော်တချို့ဟာလေးတွေလည်းလူကြီးကမသိဘူးလားမဟုတ်သိတော့သိတယ်။အဲမကျင့်ကြံနိုင်ကြတာ။ဟုတ်တယ်။ပြည့်တယ်ကျွန်တော်ကျွန်တော်အဲ့လိုဟိုစိတ်တိတ်ညစ်ပြီးတော့စိတ်ညစ်မခံတတ်ဘူးကျွန်တော်အကျင့်ရလေ။အဲ့လိုမျိုးပုံစံပြောင်းပလိုက်တယ်။ဥမာထားပါတော့ကျွန်တော်တငယ်ချင်းတွေကိုကျွန်တော်တငယ်ချင်းတရားချက်တာ။တငယ်ချင်းတွေဆိုကျွန်တော်တရားချက်ကြတယ်။အဲ့လိုမျိုးတငယ်ချင်းတွေက နဲ့မှတ်မဲ့ရမန်လေးကဟိုခွဲလာဆိုတော့အဲ့လိုမျိုးလေးကိုခံစားရတဲ့ຢာကိုဇလန်းတစ်ခုအနေနဲ့ပြန်ပြောင်းပလိုက်တယ်အာကျွန်တော်အဖေဆုံးအဖေကအဖေဆုံးပြီးတဲ့နောက်မှာဆိုလို့ရှိရင်လည်းဒီအဖြစ်ပြက်လေးကိုကျွန်တော်ပညာပေးဇလန်းလေးဖြစ်ပြန်ဖန်တီးလိုက်တယ်အဲ့တော့လူစွာငွေရှိငွေနဲ့ဖြစ်ရှင်တယ်အော်တရားရှိရလို့တရားနဲ့ဖြစ်ရှင်တယ်ကျွန်တော်ကျရင်ကအနုပညာရှိရောအနုပညာနဲ့ဒီဟာလေးကိုခံစားနေရတဲ့ခံစားချက်ကလေးတွေကိုပုံစံပြောင်းပြောင်းပြစ်တာပေါ့အော်တခုခုဆိုကိုယ့်ကို ဥမာထားပါတော့ဖိနှိပ်တာတွေစော်ကားတာတွေထိုးနှက်တာတွေဆိုလဲအမှုပညာနဲ့ပုံစံပြောင်းလိုက်တော့ကိုယ်ဉာဏ်ထဲမှာဘလို့ငိမ့်ချမ်းတာပေါ့ဘလို့ပူလောင်မနေဘူးမဟုတ်လို့ရှင်ကျွန်တော်နေတူတူကမှာကိစ္စအများအများကကျွန်တော်တို့ပူလောင်စေတယ်ထိုးနှက်မှုတွေအများကြီးရှိတာပါ